ရွှေပုံကြားတဲ့ရွှေကြားထွက်တယ်လို့ပြော။ तू ကထွက်လာတယ်။သူ့ရဲ့သင်းနဲ့ပြန့်နှံ့လာတဲ့ခါအားလုံးက तू အနံလေးပဲလို့ထင်နိုင်မယ်။ तू နံမွေးနှံ့ဖြစ်တဲ့ခါကျတော့လုံးဝအားလုံးကလက်ခံပြီးတွေ့ရတဲ့သဘောဖြစ်သွားတယ်။ဥမာရုရှားသမ္မတလည်းတွေ့တယ်။တရုတ်သမ္မတလည်းတွေ့တယ်။အိန္ဒိယဝန်ကြီးချုပ်လည်းတွေ့တယ်။ကဲတွေ့ကြည့်။ကျန်တဲ့နိုင်ငံတွေကခန့်ထားတော့ဒါတော့ကြီးအဓိဋ္ဌိကြီးတွေ့သွားပြီ။ပြီးသွားပြီ။ဆိုတော့ဘုလိုကြီးတွေ့ဖို့ကမ္ဘာနံပါတ်1ခေါင်းဆောင်တစ်ယောက်ပဲကျန်တော့ဘယ်သူလဲ။ Donald Trump Donald Trump ပုံမှန်လည်းပြောရရင် Donald Trump နဲ့ဘုလိုကြီးနဲ့တွေ့ ပါရှင်းရှင်းလေးပဲဆက်သွေးကြွားတွေမှာလည်းအမေမွေးထားတဲ့ဒုတ်တချောင်းပဲပါတယ်ကျွန်တော်တို့မှာလည်းဒုတ်တချောင်းပဲပါတယ်ကျွန်တော်တို့ကဘောင်ယူဆိုင်ကပါတယ်စစ်တိုက်တာဗျစစ်နဲ့တူအောင်တိုက်ဖို့ပဲလိုတယ်ဗျအာမီရကျွန်တော်အဲ့ချိန်မှာစောင်းမိုက်ပြီးအာမီရမကျွန်တော်သိတာကျွန်တော်သိတာကျွန်တော်အလောက်ပြောရင်ပြိတ္တာဆက်ပါကြည့် ဟာဒီကောင်ဖေကဟွာဘက်ကတော့အာမီဘက်ကလူအဲ့လိုသွားမလုံနဲ့သူပြောခဲ့တယ်နော်ဒီကောင်ပါဇက်ကပြောခဲ့တာနော်ဟုတ်လားမဟုတ်လားဆိုတော့အားလုံးကျွန်တော်တက်တည်ပြတယ်နော်မနား plan ပိုင်ရင်အဲ့ဒါကိုပြန်ပြီးတော့တုံ့ပြန်တာရောပါတွေကြတော့မခံဘူးလေရောပါတွေကမခံဘူးလေသူတို့စီမှာဆိုအဲ့လိုရှိရတန်းတန်းကြောက်အဲ့လိုတိုက်ခိုက်တာပါညာဆို dis တယ်ပေါ့နော် dis ကြတယ်ပါအဲ့လိုမျိုးပြီးဆိုတော့သူကစကလုံးကလည်းဆရာကြွယ်တာဆိုတော့ရှင်းအဲ့လိုမျိုးပြောဆိုရတဲ့ခါကြတော့အဲ့ဒါကတော့ဒါ KK ဘက်ကိုဝင်စီးပြီးတော့ကြားပြန်နေနေအမိတက်မှုကပေါ့နော်ဖာကောင်းလုပ်တဲ့ပြည်စံနေနေ အပြင် PDF တွေကိုအလင်းဝင်ဖို့ပြောတယ်အဲ့လိုပုံစံမျိုးပြောခဲ့တဲ့ဟာစစ်ကောင်စီပေါ့နော်အဲ့တော့အဲ့ဒီသူကအသေးအတန်တွေကိုဖိတ်ခေါ်နေတဲ့အချိန်မှာ PDF ကမလာတဲ့အပြင်ပေါင်းပြီးပါလုံအောင်မှာပြီး ော်လာမျိုးတွေအားလုံးပဲသဘောအမီးနဲ့မေးပြီးတဲ့မှာအမြန်ဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီ Revolution Channel လေးရဲ့မနာပိုင်းစီစဉ်ရပြန်ကြိုဆိုလိုက်ပါတယ်ဒီ Revolution တော့သွားပေးခင်မှာတော့ယနေ့အော်တိုဘားလ22ရက်နေ့ဘူဒုံနေ့ရဲ့မနာပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တော်တော်မျိုးအားလုံးပဲအဆုံးနှစ်ချီပြုဒီနိုင်ရထက်မှန်တောင်းဆိုလိုက်ပါတယ်ထောင်သူအနေနဲ့ကတော့မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကတရက်တာတွင်စစ်ကွေးစီဆုံးစင်းမှာတော့အကိုတိုင်းဒေတာရှင်မျိုးနဲ့မှာတော့18ကောင်နှစ်ဦးကိုရရှင်ဖမ်းမိခဲ့ပါတယ်အတိုင်းတန်ဆယ်မျိုးနဲ့မှာ17ကောင်နဲ့ နေ့တိုင်းတိုင်းဘိတ်ဘုံနေမှာတဦးလင်းဝင်ရောက်ပြီးတော့ရှမ်းပြည်နယ်နောက်ကျွမြို့မှာလည်းတဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဘရောင်းသွင်းနေပုံအနေနဲ့ကတော့မလေးရှားနိုင်ငံကွာလာလံမြို့မှာပြုလုပ်မဲ့ ASEAN ထိပ်သီးစည်းဝေးကိုတက်ရောက်ရန်အကြမ်းဖက်စေကောင်းတဲ့ဟောမင်းအောင်လိုင်ကိုဖိတ်ကြားထားခြင်းမရှိဘူးသိရှိရကြောင်းနဲ့မလေးရှားဆိုးရနဲ့ပုံမှန်ထိတွေ့ဆက်ဆံမှုတွေလုပ်နေတဲ့ကွာလာလံသတင်းမြေကပေါ်ပြလဲအားလုံးသိရှိမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလာလံမြို့မှာပြုလုပ်မဲ့အော်တိုဘာ26မှ28ထိပြမမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်နဝါအီဗရာဟင်ကအတည်ပြုလိုက်ဖြစ်ပါတယ် တိတ်ခီးစင်မှာပြည်သမရရာထူးပြန်ရပြီးနောက်အာဆီယံထိပ်သီးစည်းဝေးကိုပထမဆုံးအကြိမ်တက်ရောက်ခြင်းနဲ့ဖြစ်ပါတယ်။ဤစဉ်အတွင်းအခွန်ကိစ္စများနဲ့ဆွေးနွေးခြင်းပြင်ထိုင်းနဲ့ကမ်ဘောဒီးယားပြည်ပခောက်ကိုလည်းအကူအညီဖြည့်ရှင်းရတဲ့ရှိကြောင်းအာဆီယံသတင်းချုပ်ကလည်းဖော်ပြထားပါတယ်။ဒါမှမဟုတ်အဲ့ဒီဘွက်ကိုမင်းအောင်နိုင်ရဲ့တက်မယ်ဆိုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့မင်းအောင်နိုင်ဘုံမတဲ့တွေကလည်းပျော်ပျော်ကြီးနဲ့ပြောနေတာတွေ့နေရပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာကတော့ CN ဘွဲတယောက်မှတဲမှာမြန်မာစင်ရင်ကိုတော့ပြရှိရခြင်းတော့မဖြစ်ပါဘူး။ဒါပေမဲ့ဘုံမတွေကတော့ဖင်ပိန်ညင်းနေတော့မှာပဲ။ တည်ငြိမ်မှုရဲ့အပေါ်ကနေပြီးတော့ပေါ်လာတဲ့ခေါင်းဆောင်တစ်ယောက်ပေါ့နော် ခုနကပါလဲဆိုတော့အခက်ခဲတွေကြားကနေပေါက်ဖွားလာတဲ့ခေါင်းဆောင်တစ်ယောက်ကိုသူကကြည့်တဲ့အခါကျတော့ okay ချိန်ကားတို့ကတော့သူအာနာကိုသူတိဆောက်ထားနေတယ်ပြီးရင်အခြားသောနိုင်ငံကြီးတွေနဲ့သူချိတ်ဆက်ပြီးတော့တကူပြီးတကူသူချိတ်ဆက်နိုင်ခဲ့ပြီဆိုရင်သူတည်သူ့ပါဝါသူတိဆောက်နေပြီဆိုတော့ငါတို့လည်းအသိမပြုဆက်ဆံရမယ်ဆိုတဲ့အတီတရားကိုအဲ့ဒီအာဆီယံတရားနိုင်ငံကောင်လုံးအကောင်လုံးနားလည်သွားတယ်သူကမှနားဘုံနေကြီးနေတယ်ကောင်အူမြားပြည်ကန်သူတို့ကန်ထုတ်တော့ပါပုံနဲ့ပြောရရင်တော့အဲ့တော့ဘုံချုပ်ချင်းမြောက်နိုင်ငံအားအကြောင်းအာဆီယံပေါ်တက်ခွင့်ရပြောရရင်တော့ဘုံချုပ်ချင်းမြောက်နိုင်ငံကသူတို့နဲ့ဒါပြောနေပြောရင်တော့သူတို့ကတော့ရုပ်ောက်တင်မဲ့ဘွဲတက်လာတဲ့လူတွေမို့လို့ပေါ့ဗျာအဲဒီကတော့ နိုင်ငံရဲ့အခက်အခဲချက်တဲ့ကြာပေါ်ထွက်လာတဲ့ခေါင်းဆောင်ပေါ့အဲ့တော့ဘုံကြီးပြီးတက်လာတဲ့ခေါင်းပေါ့ငါတို့လက်စင်စင်ခစ်ပြိုင်ခေါင်းဆောင်ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထံပေးခေါင်းဆောင်ဖြစ်ပြီးဆိုပြီးတော့လက်ခံပေးလိုက်တယ်ဒါပဲအဲ့တော့ရှင်းပြောတယ်ဘုံကြီးမကြီးအတိမပြုတ်ပေးလိုက်ပြီဒါပေါ်နေပါအတိမပြုတ်ပေးလိုက်ပြီဒါရှင်းရှင်းလေးပဲအဲ့ဒါတစ်ချက်ပေါ့အဲ့တော့ဒီဘုံကြီးမကြီးအတိမပြုတ်တဲ့အဲ့အာဆီယံချက်သီးညီလာခံတွေမှာဘယ်လိုလောက်မှာဆိုတော့အမေရိကသမ္မတဒေါ်နယ်ထရမ့်ကလည်းတက်မယ်ဘရာဇီးသမ္မတကလည်းတက်အောင်မှာတောင်အာဖရိကသမ္မတလည်းတက်မှာကနေဒါဝန်ကြီးချုပ်ကလည်းတက်ဖို့များတယ်အီတလီဝန်ကြီးချုပ်ကလည်းတက်ဖို့များတယ်ဥရောပသမ္မတကကိုယ်စားလှယ်လည်းတက်ဖို့များတယ် တရုတ်သမ္မတရှီချင်းဖင်ကတော့တက်မတက်ရထားဒါပဲရှိသေးတယ်အိန္ဒိယမူကြီးချုပ်နရန္ဒရာမိုဒီလည်းတက်မယ်ဆိုင်ပရက်စ်ကတက်မယ်ဖင်လန်တို့ကတော့တက်မယ်ရုရှားသမ္မတဗလာဒီမီပူတင်လည်းတက်ဖို့ရရင်လို့များတယ်ဆိုတော့ပြောရရင်တော့အခြားသောနိုင်ငံတွေလည်းဘယ်သူပြမလို့ဆိုတော့ဂျပန်တောင်ကိုရီးယားအော်စတြေးလျနယူးဇီလန်ရုရှားအစရှိတဲ့ဖွဲ့တွေကတော့တက်လာကြဖို့ထိပ်သီး special officer တွေတက်လာကြဖို့များတယ်ခေါင်းဆောင်မင်းတက်လာဖို့များတယ်ဆိုတော့ရှင်းရှင်းလေးပဲဘုံကြီးအဲ့ဒီလိုကမ္ဘာခေါင်းဆောင်တွေအားလုံးအလဲမှာ तू စပြီးတော့ तू က player တစ် new player တစ်ပုံစံမျိုးခေါင်းဆောင်အစ်တစ်ယောက်နေနဲ့ဟိုအခက်ခဲကြတဲ့ကြာပေါ်ထွက်လာတဲ့ခေါင်းဆောင်တစ်ယောက်ပြောရင်တော့ ဒီကျွန်တော်လူတွေကြိုက်စူးကြရနေပေါက်ဖောက်လာတဲ့ပန်းတပွန်တော့ဟဲ့ဒီလိုကြည့်ရင်ပြောအောင်အဲ့လိုပွင့်လာတဲ့ခါကျတော့နောက်ဆုံးမတက်နိုင်သူ့ရဲ့မွေးရနံဒီလိုပြန့်သွားတာစူးပင်နေကြတဲ့ကဒီလိုပြောရင်လည်းမမှားဘူးပြောကျွန်တော်တို့ဟိုစကလုံးတစ်လုံးပြောရင်တော့ဟိုတချို့ကပြောလိမ့်မယ်နောက်ချီပုံတွေကနေပြီးတော့ရွှေကြတော့ဘာမှမထွက်ဘူးပါလေโอเคဒါလည်းရှင်းရှင်းပြောရင်တော့နောက်ချီပုံကြတဲ့ရွှေကြထွက်တယ်လို့ပြော तू ကထွက်လာတယ်သူ့ရဲ့သင်းနံပြန့်နှံ့လာတဲ့ခါအားလုံးကတော့အနံလေးပဲလို့ထင်နိုင်တယ်သူအနံမွေးရနံဖြစ်တဲ့ခါကျတော့လုံးဝအားလုံးကလက်ခံပြီးတွေ့ရတဲ့သဘောဖြစ်သွားတယ်ဒီမှာရုရှားသမ္မတလည်းတွေ့တယ်တရုတ်သမ္မတလည်းတွေ့တယ်အိန္ဒိယဝင်းကျော်ကလည်းတွေ့တယ်ကဲတွေ့ကြည့်ကျန်တဲ့ နိုင်ငံရေးကနှထားဒါလောက်ကြီးအဓိဋ္ဌိကြီးတွေ့သွားပြီပြီးသွားပြီဆိုတော့ဘုံကြီးဘုံကြီးတွေ့ဖို့ကမ္ဘာနံပါတ်1ခေါင်းဆောင်တစ်ယောက်ပဲကျွန်တော်ဘယ်သူလဲဒေါ်နယ်ထရမ်ဒေါ်နယ်ထရမ်ပုံမှန်လည်းပြောရရင်ဒေါ်နယ်ထရမ်နဲ့ဘုံကြီးဘုံကြီးနဲ့တွေ့မှာအာဆီယံမှာတွေ့ကိုတွေ့လိမ့်မယ်လို့ကျွန်တော်တော့ပြောရတယ်ပြောကိုပြောရတယ်တွေ့ကိုတွေ့လိမ့်မယ်မင်းစောင့်ကြည့်တွေ့ကိုတွေ့အာဆီယံမှာဘုံကြီးဘုံကြီးနဲ့ဒေါ်နယ်ထရမ်နဲ့လက်ဆွဲနှုတ်ဆက်ပဲပြီးရင်ညာတခြားကိစ္စတွေတည်တဲ့မီတင်တွေရှိအောင်ရှိနေပြီးတော့တခြားဒီလုံးမဲ့အရာတွေပေါ်လာလိမ့်မယ်ဒီရေဘုံဒီတယ်ဒီဒီလုံးမဲ့ရှိလာပြီပေါ်လာလိမ့်မယ် ။ဘာလို့ဆိုဒီလို့မယ်ပေါ်လာလိမ့်မယ်။ဘာလို့ဆိုအချောင်းနေများရှိနေတယ်ပေါ့။ဒါလောက်ပဲပြောပြောကောင်းအချောင်းနေများရှိဒီလို့မယ်ပေါ်ပေါ်လာတယ်။ပြီးတော့ဒီဒီဒိုနယ်ထရန့်နဲ့ဗိုလ်ချုပ်ကြီးနဲ့တွေ့မဲ့ကိစ္စကတရုတ်ခီးစင်မှာခရေကစီစဉ်ခဲ့ဖူးသေးတယ်။အဲမအောင်မြင်လိုက်ဘူး။ဘာလို့ဆိုဟိုဘက်ကတရုတ်နဲ့အထက်ကတရုတ်ကအေရှင်ဖြစ်တော့တရုတ်ကိုချီကိုတမနာတရုတ်တမနာရှိချင်ပေနဲ့ဒိုနယ်ထရန့်နဲ့တွေ့ဖို့ကိစ္စအဆင်မပြေဘူးဖြစ်ရင်ဒိုနယ်ထရန့်မလာဘူးဆိုရင်ဒီမှာဗိုလ်ချုပ်ကြီးတွေ့ကိစ္စအဆင်မပြေဘူး။အဲဆိုဒီဘက်ကထရန့်ကလာရင်တွေ့ဖို့ဗိုလ်ချုပ်ကြီးဘက်ကအဆင်နဲ့ကုန်ပြထားပြီလား။အဲ့တော့အခုဒီမှာအာဆီယံမှာတော့ဗိုလ်ချုပ်ကြီးနဲ့ထရန့်နဲ့တွေ့ကိုတွေ့လိမ့်မယ်လို့ကျွန်တော်တော့ကောက်ချက်ချခြင်း ဒီတန်ကောက်ချက်ချခြင်းတယ်ဒါကြောင့်စိတ်ဝင်စားဖို့ကောင်းပါလေအဲ့တော့နိုင်ငံရေးဆိုတာတချို့ကိစ္စတွေကဟိုကိုယ်စိတ်ချနေလျှောက်တော့လို့မမြင်ရတာအခုတော့ NUG နဲ့သူ့အပေါင်းတော်သားအပေါင်းတော်ပါအုပ်စုများဘာဆက်ပြောကိုယ်စိတ်တည်နေလျှောက်ပြောနေရမင်းပြောနေတာကြုံမျိုးမင်းရဘာပြောနိုင်သေးလို့မမြင်ပြီးရင်ဘာလုပ်မလဲသိလားမတတ်မှန်ကြရင်တပတ်ကြရင်ကန့်ွက်မယ်အာဒီစစ်ကောင်းကောင်းမင်း online ကိုတက်ခွင့်မပေးဘူးကျွန်တော်တို့ကျွန်တော်တို့အဖွဲ့ရေးအဖွဲ့ပေါင်း800 900ကျော်ကကန့်ွက်ပါသည်လို့စာပို့မယ်စာပို့မကလို့ပဲဟိုစာပို့မကလို့ပဲဟိုတစ်ဖက်လိုက်ကြည့်ပဲမှာသွားဆန္ဒပြပြဟိုအေးစီပဲအေးစီပဲတက်ခွင့်ရတာတက်ခွင့်ရတာအဲ့တော့အဖြေထွက်သွားပြီတိုင်းပြည်ကကျွန်တော်အဖြေထွက်သွားပါပြီအဲ့တော့ တချို့ NUG ကို support လုပ်ကြတဲ့ပုံစံတွေခင်ဗျားတို့အခုချိန်မှာအခုချိန်ထိခင်ဗျားတို့နားမလည်ကြသေးဘူးဆိုရင်တော့ခင်ဗျားတို့ဒီအထားနဲ့လွဲလိမ့်မယ်ဘယ်အထားလွဲမလဲဒီအထားနဲ့လွဲကိုလွဲလိမ့်မယ်อืมမင်းကတော့ဂျုံခံမှာလွဲမှာမင်းလွဲနေတာအေးဒါကတော့မင်းကတော့တကောင်းအာဆီယံဘွဲ့တက်ပြီးတော့တော်နာထွိုင်းနဲ့လက်ဆွဲနှုတ်ဆက်မယ်ဆိုတာဟိုလားမဟုတ်လားဆိုတော့ဆက်လက်ဆောင်ကြည့်ရမနေထားပါဗျာဟုတ်ပြီတော့မထက်ရှင်းမယ်อืมအဲ့တော့မင်းပြောခဲ့တဲ့စကားကိုငါအတိအကျပြောပြမယ်သူဘာပြောခဲ့လဲဟုတ်ပြီတော့ ကိုပြင်းဟင်းနဲ့ကျွန်တော်လက် GDC ចောင်းစင်းကိုပြင်းဟင်းနဲ့ GDC ចောင်းစင်းပြားတယ်ကျွန်တော်တို့ပညာတတ်တယ်စာရည်တတ်တယ်ကျွန်တော်အသိဉာဏ်ရှိတယ်အသိဉာဏ်ရှိတယ်ကျွန်တော်လည်းအခုအတော်များကြီးပါမပါဘူးကိုပြင်းလည်းမပါဘူးကျွန်တော်အခုကားရရတယ်ပတ်စံနေရတယ်ဒါအသိဉာဏ်ရှိတဲ့လူတွေလုပ်ရပဲလေအသိဉာဏ်မရှိတဲ့ကလေးတွေဒီကောင်တွေလုပ်ပြီးဒီကောင်တွေမှတေးကြဘာမှတနာကြအကြောင်းမရှိဘူးဆိုကျွန်တော်အယက်အောင်ပါကျွန်တော်လည်းရှင်းရှင်းပြောရင်တော့စိတ်တွေကခုလာပဲဒါပေမဲ့မင်းသားဖြစ်နေတဲ့အတွက်ကြောင့်မလို့အပြင်းမာဆိုရင်သူလိုကိုယ်လိုစကားချင်နေပြောပြီး ောက်ပြီးအဲ့လိုပဲပြောလို့မရဘူးကွာသူကသူတို့ခံယူချက်နဲ့သူတို့ကနာတာတဲ့လူတွေကိုကိုအထီးကိုနာဖို့မှတိမာဆိုတဲ့အချိန်မှာကျွန်တော်ကိုဂျိုကာဟုတ်ပြီနော်နာမည်ထပ်ပြောပါပြီဂျိုကာလှမ်းကုတ်တယ်ကိုပြင်းခါခဲ့အောင်ပါလေကိုပြင်းနဲ့တော့မပြောနိုင်လေလွှမ်းပိုင်အဖေအာမီရလေကျွန်တော်အဲ့အချိန်မှာလွှမ်းပိုင်အဖေအာမီရမှာကျွန်တော်သိတာကျွန်တော်သိတာကျွန်တော်အဲ့လောက်ပြောရင်ပြိတ္တာ စဉ်းစားကြည့်ပါကျွန်တော်မသိဘူးဂျိုကလမ်းပြောလို့ကိုပြေသူ့အဖေအာမေကိုပြေသွားပြောဒီကောင်မရဘူးတဲ့အဲ့ဒါကြောက်မှုစမ်းမိုင်းဖေးကအာမေရဆိုတဲ့ကိစ္စကျွန်တော်သိခဲ့တာအဲ့ချိန်မှာစသိခဲ့တာဟွန်းကဲမင်းဒီဟာတော့သူများတင်းနေမျောနေတယ်ပဲလက်ရှိမှာတော့လွန်ပိုင်အောင်ရောက်ဖို့နဲ့တွေ့ရပါတယ်လမ်းမိုင်းကောင်ဘုံမာနေတာလို့လည်းသိပြီးသားဖြစ်မှာပါဘေးင်းဒီဟာလည်းအားလုံးသိတဲ့အတိုင်းပဲစကလုံးတွေကိုရှုပ်ထွေးအောင်ပြောပြီးတော့ လုပ်နေတဲ့ကောင်တကောင်ဖြစ်ပါတယ်။ဘာပြောချင်းချင်းနေပါဗျ။အဲ့တော့လည်းမထူးကြတဲ့ကောင်တွေပါပဲ။ဘာလဲဆိုတော့အရန်ရေးကြီးတယ်။ဂျိုကာနဲ့ကိစ္စကိုကျွန်တော်ရှင်းပါမယ်။နော်ဂျိုကာဆိုတာကိုရဲလေးရဲ့ညီကျွန်တော်နဲ့ဆိုရင်လေ GDC မှာဖက်စီရတဲ့တူတူတက်လာတာ။ဒါတို့ဒီကောင်မသိဘူး။ဂျိုကာနဲ့ကျွန်တော်ရန်လာတိုက်ပေးတယ်။ဂျိုကာလက်ကုပ်ပြီးပြောရတယ်ကွာတော့အဲ့ကိစ္စကွာကျွန်တော်အတိလဲကျွန်တော်ရှင်းမယ်။နော်ကျွန်တော်ဂျိုယူလည်းပြောရတယ်ဖုန်းဆက်ပြီးလမ်းမေးတယ်။အဲ့ဒါဟျောင်သားကြီးငါဒီကိစ္စကိုလိုရှင်းရမယ်။နော်ဒီကတော့ငါဒီလိုရှင်းရမယ်ဒီကဒီလိုပြောရတဲ့တော့ငါမင်းနဲ့ငါဖုန်းပြောတဲ့ဟာလေးကို record လုပ်ထားမယ်နော်ဆိုတဲ့ဟာလေးပြောပြီးတော့မှကျွန်တော်ဒီမှာ video 啊，但反正得挂上哦，别啊吧呗。后来木拉嗦，阿龙提车，南昌边吧，提钢，提这钢有标价了，就一啊多，六百多吧，还提钢比啊，五百个呢，阿米五百多，一路到我们路内，提钢标价嘞，喏，提钢不是讲标价了喏，后来木拉嗦，阿龙就拿这地标，你们南昌去吧。对啊，老哥，对呀，哎哟，哎哟，哎哟，都住那旮住嘞，哎，都这旮也没人住，他一要，哎，我北往南一叫你把这标出来，啥玩意没标出来？哪路啊嘞？哎，一马路提钢，五幺。五幺，那那那马路没他这边，马路没。 နိုင်ငံရေးနဲ့ပတ်သက်ဆက်ဆက်တည်လို့မရတဲ့အခြေအနေတခုမှာနိုင်ငံရေးနဲ့မင်းတို့ဝင်ရှုပ်မယ်ဆိုရင်မင်းတို့ကုန်လေအကုန်လုံးပါဒီလူတွေရဲ့မျက်မှောက်ကျမှုခံရမယ်နော်နာတော့တတတတတတော့ငါကမှအဲ့သူတင်လာရေးရအောင်ငါသူရှိနေရဟုတ်တယ်အနောက်ပိုင်းမှာပြောတာဒီကအေးအဲ့မှာဘူးနောက်ပိုင်းမှာပြောတာလေကွာငါတို့အားတဲ့အဲ့မှာလေနေရငါရဲတဲ့သူရဲတဲ့စကားထိုင်ပြောတယ်တဲ့အဲ့မှာ PDF လူငယ်တွေ ဘာအထပြောတယ်တဲ့။အဲအားတဲ့ခုမြင်နေတဲ့အကောင်လေးတွေတေးလာတဲ့စောက်ဆိုင်နေပညာမတတ်တဲ့ကောင်တွေစောက်တော့သားရတယ်။ကျွန်တော်တို့က GDC ចောင်းစိတ်ကြီးပြားတယ်။ပညာတတ်တယ်စာတတ်တယ်တဲ့။အာဒီကောင်လေးခံရတာဘာမှသနာစရာမရှိဘူး။အဲ့လိုစကားမျိုးကတော့ဘယ်တော့မှပြောလို့တော်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 လာတယ်ညာတော့ဒီပါလေအေးမင်းမင်းလည်းတည်ရတာလည်းဒီပဲစကားတော့ခေါမလည်းမပြောဘူးကွာငါကအေးစိနေရတယ်လူတော်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 ကိုယ်ကတော့ဒီကိုယ်ကတော့အဲဒီတော်တော်တော်ကိုယ်ကတော့ဒယ်လီတက်စီဒယ်လီတက်စီရိုက်တော့ရတယ်အဲ့လိုပြောတယ်လေဟဲ့ကွာကျွန်တော်ကကိုယ်တော်တို့ကိုယ်တော်မှာလည်းပြောနေရပါလားအေးမင်းကလည်းတော့စုံတဲ့ခံမရှိဘူးကွာပြောရမယ်ဆိုရင် ုံးကန်းဆုံးပြီးတော့ပြန်လာထားတယ်လေအေးအဲ့တော့ဟုတ်ပြောတယ်ဒါတော့လောင်းပိုင်ကသူမပြောဘူးဆိုပြီးတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးအခုမျိုးပြောမိရင်ဒီလိုရဲ့မြေမုံကျမှုခံမှသူပြန်နေရှင်းတာလေးဖြစ်ပါတယ်အဓိကတော့ဒါကိုပြောချင်တာဟုတ်ပါဘူးအဓိကကတော့ဘယ်လိုဖြစ်ဖြစ်ပေါင်ပိုင်ကိုတော့ဘောမတစိုက်ကနေဝိုင်းအားပေးနေရတွေ့နေရပါတယ်ပေါင်ပိုင်ဆိုထားတဲ့ချင်းပေါ့နော် rap တချင်းလေးပါရှင်စာသားတွေကလည်းတော်တော်ရင့်တီးတဲ့စကလုံးတွေထည့်ထားပါတယ်စဲရီတိုင်းခေါ်တဲ့စကလုံးတွေပါပါတယ်ပေါ့နော်ဒီတချင်းဖြစ်လာတဲ့အမိုင်းကြောင့်လေးလည်းရှိပါတယ်ဘာကြောင့်လဲဆိုတော့ဒီချင်းထဲမှာသူကလူတယောက်ကို ပြန်ပြီးတော့သူတုံ့ပြန်ထားတာပေါ့နော်အဲ့ဒီလိုကဘာလို့လဲဆိုတော့ပြီဟိန်းတီဟာဆိုတဲ့ဒါရိုက်တာတယောက်သူတုံ့ပြန်ထားတာပြီဟိန်းတီဟာဆိုတာကတော့တည့်ရဲ့အတိုင်းပါပဲ2020တဲဒါစုကူလုံရှာမှုတွေမှာပေါ့နော်ပါရင်ပတ်သက်လာဆုံးရောက်ထောင်မွှေရှင်နိုင်ငံကြီးကတိကြောက်ဖြစ်ပြီးတော့နိုင်ငံကြောက်ဖြစ်ပြီးသွားတာပြီးတော့သူ YouTube Channel ထောင်တယ်ထောင်ပြီးရဲ့အခါမှာလူပညာရှင်တွေရဲ့ဟုတ်လားမသိမဟုတ်လားမသိရဲ့သတင်းတွေကိုပတ်လို့ပဲစားထိုင်ပြောပြီးတော့ YouTube မှာ monetization ဆောက်ပြီးတော့ပတ်စံရှာတာသူကမြန်မာနိုင်ငံမှာရုပ်ရှင်ရိုက်ခဲ့တဲ့လက်ကနိုင်ငံခြားရောက်တော့မရိုက်တတ်တော့လားမသိဘူးမြန်မာသူ့ရဲ့ပညာတွေမြန်မာနိုင်ငံမှာထားခဲ့တာလားမသိဘူးဒါမှမဟုတ်မြန်မာနိုင်ငံမှာ ပေါကားတွေပဲရိုက်ခဲ့တော့နိုင်ငံသားရက်ပဲခါကျတော့ဘောင်းမဝင်လာတော့မသိဘူးသူရုပ်ရှင်ရိုက်ဖို့မရှိဘူး YouTube channel ထောင်ပြီးတော့သူများတင်းထိုင်တုတ်တဲ့ဘုရားရောက်သွားခဲ့တာပေါ့နော်ဒီအလုပ်ပြန်ရှင်နေဟာဆိုရင်မိမျိုးစုံနဲ့ပြောခံရတာဝါရှင်သူရဲ့ပတ်သက်ထဲမှာသူလိုရာဆွဲရေးထားတဲ့ဇန်ညုံးနေအောင်မှာလူပြန်ရှင်နေဘဝတွေကတကယ်ကိုဇတွေးကွက်တဲ့ပက်လက်မျိုးနေအကြာခဲ့ပြီပေါ့တကယ်ကြတော့သူကဖလန်ပိုင်ရဲ့အကြောင်းပဲပြောတယ်ပေါ့နော်အဲ့လိုပဲဝါရှင်ဟုတ်လားမသိဘူးပုံလားမသိရဲ့ဇလန်းအနေနဲ့ပေါ့သူပြောတဲ့ခါကျတော့ဖလန်ပိုင်ကအဲ့ဒါကိုပြန်ပြီးတော့တုံ့ပြန်လာရောပါတွေကြတော့ မခံဘူးလေရဘာတွေမခံဘူးလေသူတို့စီမှာဆိုအဲ့လိုရှိရတန်းတကြောင်အဲ့လိုတိုက်ခိုက်တာပါညာဆို dis တယ်ပေါ့နော် dis ကြတယ်ပါအဲ့လိုမျိုးပေါ့ဆိုတော့သူစကလုံးကလည်းအစားရကြွက်ရတာဆိုတော့ရှင်အဲ့လိုမျိုးပြောဆိုတဲ့ခါကြတော့ကျမစဉ်းစားမိရလေးပေါ့နော်လူပညာရှင်တွေကအဲ့ဒန်းတွေကိုမခံနိုင်တော့ဘဲနဲ့တောက်ပြန်လာတာကိုကျမတို့ဒါလက်ကမ်းကြိုဆိုရမယ်ဘာကြောင့်လဲဆိုတော့2021ပြီးခဲ့ကျမတို့လူပညာရှင်တွေရောအတက်ပညာရှင်တွေရောကျမနိုင်ငံကဘသူမဆိုအကျန်းပတ်ညီပိတ်တွေရဲ့ကဲရဲ့ရှုပ်ချအပြစ်တင်မှုခံနေရနေစဉ်ရဆက်ပဲလူပညာရှင်နဲ့လူပညာရှင်မလို့အမှုပညာလောက်လို့ရှင်လဲပြောခံရတယ် ထိုင်ထိုင်ပြီးနိုင်ငံသားအနေနဲ့ပြစ်ပြောနေတာဒီကလူတွေကိုအဲ့လိုပဲဆရာဝန်လဲဆရာဝန်စိတ်ကူလို့ရှိရင်စီတယ်မလုပ်လို့ဆိုပြောခံရတယ်။ចောင်းဆရာမလဲစာတင်တာကိုပြစ်ဖြစ်တယ်ဆိုပြောခံရတယ်။ចောင်းသားတွေလဲចောင်းတက်တာပြစ်ဆိုပြီးပြောခံရတယ်။ဒါပြင်နိုင်ငံရေးမှာပေါင်ပတ်သက်ခြင်းမရှိရသူတွေပျော်ဝဲရှင်ပွဲသွားနေတာမှာနင်တို့ကပျော်နိုင်လားဆိုပြီးလာသေးတာ။ဟွန်းကျမတို့နေ့စဉ်နေတာပြစ်တယ်ခံနေရတာတို့တို့ရဲ့တို့ဆရာနဲ့ပြစ်တယ်မဝင်ခံနေရတာပေါ့နော်ကိုကူနေနေလဲတတ်တတ်ကြီး။ကျမတို့တရင်သမားဆိုရင်ဒီလိုပဲကျမတို့အလုပ်ကနေ့စဉ်တရင်တက်ဆက်တာ။တရင်သမားမဟုတ်ပါဘူးနင်တို့ကဘောမှာပါဘောမှာဘောမှာလို့ပေါ့။ကဲဘာပြောလွမ်းပါရင်တကောင်တို့ နိုင်ပါစုကနေပြီးတော့အပြည့်အဝကိုထောက်ခံနေပြီးတော့ရောက်ပို့နေနေတာတွေ့နေတာပါဘယ်ဒါသူတို့လုံးမြဟာတွေအကုန်လုံးကိုဒလိုင်းတက်ဖွဲ့တွေကသိရှိပြီးတော့တိုက်ခိုက်မှုတွေလုံနိုင်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မှာလည်းဒါဒါစစ်ကောင်စီဘက်ကအထီးကိုက်တွေများသွားတယ်ပေါ့နော်20ရင်းနေမနက်ကဒါ30ကနေပြီးတော့ကမ့်လူဘက်ကိုသူကဆုတ်တဲ့နေရဆုတ်တာပေါ့နော်အဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကတော်တော်လေးအထီးကိုက်များတယ်ပေါ့နော်ဒါကတော့ဖြစ်နေကြပါပဲဖြစ်နေကြဆိုထုံးစံပဲဖြစ်နေပြီ ်စစ်ကောင်စီစစ်ကြောင်းစစ်ကြောင်းထိုးတယ်ရွာတွေကိုမိရှုပ်မယ်ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းမယ်ဒီလိုလာတဲ့ချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်မယ်တိုက်ခိုက်တဲ့အခါမှာစစ်ကောင်စီဘက်ကအထိနာမယ်ထွက်ပြေးမယ်အဲဒါနောက်ထပ်ပို့ပြီးတော့ဒါသတင်းကောင်းနေဆိုရင်ဒါသိမ်းစီရမီလက်နက်ခဲရနေရမယ်လောင်းလက်တွေရအဲအဲ့လိုပုံစံမျိုးပေါ့ဒါထုံးစံဖြစ်နေပါတော့အခုလဲဒါ တိုက်ပွဲအဲ့လိုဖြစ်တယ်ဖြစ်တဲ့အချိန်မှာစစ်ကောင်စီဘက်ကနေရာမှာတင်းဒါ9ဦးတေဆုံးတယ်ပေါ့နော်အခြားသတင်းတစ်ခုမှလည်းဒါ17ဦးတေဆုံးတယ်ဆိုပြီးတော့ဒါဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါတော်တော်များများမှာတော့9ဦးတေဆုံးတယ်ထားလိုက်တော့9ဦးနဲ့ဈေးဈေးလိုက်မယ်ထားလိုက်တော့9ဦးနဲ့ပေါ့နော်အဲ့တော့9ဦးတေဆုံးပြီးတော့17ဦးထိခိုက်ဒဏ်ရာရတယ်ဆိုတော့အဲ့ကြည့်ရတာကြိုပြီးတော့ထုတ်ထားရလားမသိရနော်ဒီ17ဦးတည်းကထိခိုက်ဒဏ်ရာရောက်လာ17ဦးတည်းကနောက်ထပ်6ဦးထပ်ပြီးတော့ဒီမယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးဒါကြိုပြီးတော့ဒါနှမိတ်ဖတ်ထားတာပေါ့နော်အဲ့တော့ဒါ အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပြီးအချိန်မှာနေ့လယ်ပိုင်းလောက်မှာစစ်ကောင်စီဘက်ကအင်အားများပြားနဲ့တကားရင်ပြန်တက်လာတယ်။အဲအဲ့တိုက်ပွဲဖြစ်တဲ့နေရာကိုပြန်တက်လာတယ်။ဘာလို့လဲထင်လို့။သူတို့လာပြီးတော့ဒါပုံမှန်တိုင်းဆိုရင်တော့သူကဒီနေရာကိုဒါစစ်ကူလာပေးတယ်။ပြီးရင်ဒီနေရာတွေမှာဒါပတ်ချလဲဒါရှင်းလင်းတာတွေလုပ်မယ်ဆိုပြီးတော့ဒါယူဆတာပေါ့လေနော်။ဒါပေမဲ့အခုတစ်ခေါက်လာတဲ့ဟာကအဲ့လိုမဟုတ်ဘူးသူကအလောင်းတင်ဦးလာတာ။အလောင်းတင်မယ်ဒဏ်ရာရတဲ့ကောင်တွေတင်မယ်ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့လာတာပေါ့နော်။အဲ့တော့အဲဒီထိသွားတဲ့သူတွေတိတ်ဆုံးသွားတဲ့သူတွေအဲအဲ့အရာတွေကိုကားနဲ့လာပြီးတော့တဲကြတယ်ပြီးရင် ဒါအောင်မြင်မှုကတော့တလိုင်းတက်ဖွဲ့တွေဘက်ကအထီးကိုက်မရှိဘဲနဲ့ပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်။အောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့ဗျာ။အဲ့တော့စိတ်မကောင်းစရာအလောင်းအလက်တော့မရလိုက်ဘူးပေါ့နော်အလောင်းတွေလည်းပြန်ယူသွားတယ်အလက်တွေလည်းမရလိုက်ဘူးနောက်ခါကျရင်တော့ရမှာပေါ့နော်ဒါတပ်ဖွဲ့တွေကတော့တကယ်ကိုစ조사ခဲ့တာဖြစ်တယ်အဲ့တော့တိုက်ပွဲတစ်ခုမှအဲ့လိုမျိုးဒါအဆစအရအမျက်ဆုံးတွေထွက်နေဖို့ကတော့ဒါမလွယ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ကကောင်တွေကလည်းတနက်တွေကင်လာတာပြီးရင်သူတို့ကင်ထားတဲ့တနက်တွေကဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေတက်တော့အဆစအရအရပြေဆုံးတာပေါ့နော်ဒါလက်နေကြီးလက်နေငယ်အခုပြေလက်နေအကုန်လုံးပါတာပေါ့ အဲ့လိုအနေထားနဲ့လာတယ်တခါလေဒါလေချောင်းပြုတ်ကူပေးတယ်အမြောက်ပြုတ်ကူပေးတယ်ကျွန်တော်တက်ဖွဲ့တွေဘက်မှာအဲ့လိုမရှိဘူးမရှိတော့ဒါစီစစ်ချောင်းတစ်ချောင်းကိုတိုက်ခိုက်နိုင်တဲ့အခါမှာအဲတိုက်ခိုက်နိုင်တာကိုကပဲကျွန်တော်တို့ကဝမ်းသာရမယ်အနေထားအဲဒီထက်ပိုပြီးတော့အောင်မြင်မှုရတာကတော့ခုနလိုပေါ့နော်အလောင်းလက်တွေပါတင်းစီရရှိတယ်ဆိုတဲ့ဟာမျိုးကတော့ဝမ်းသာခြင်းဆုံးပေါ့ပြီးရင်အဲ့ထက်ဝမ်းသာခြင်းဆုံးကအထူးကိမ်းရှိအဲအခုလိုမျိုးပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတဲ့ဟာကပိုပြီးတော့ကောင်းတာပေါ့လေနော်ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ခဲ့တာချီးကျူးလေးစားရမယ်ပေါ့နော်ပြီးရင်ဒါဒီတိုက်ပွဲကိုဒဇယ်မျိုးနဲ့ပါကပါ ရွှေဘိုခရိုင်အမှတ်52ဖြူဟာတရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နဲ့ပါခါဖရေဦးပါခါဖလက်ယုံတက်ဖွဲ့အာဗိုက်တယ်နော်တက်ဖွဲ့အများကြီးပဲအဲ့လိုမျိုးပူပေါင်းပြီးတော့တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီလိုမျိုးတိုက်ပွဲဝင်ပြီးတော့ဒါပူပေါင်းပြီးတော့လှုပ်တဲ့ဟာတွေကိုပို့ပြီးတော့များများဖြစ်လာစေခြင်း ਨੇ ဒါပေမဲ့မြေပြင်ကအရှိတရားတစ်ခုကဘာလဲဆိုတော့တစ်ခါလေကြာရင်ဒါဒီတက်ပွဲလို့တော့ကျွန်တော်ကျွန်တော်မပြောဘူးပေါ့နော်အဲ့တော့ကျွန်တော်တစ်ခုအကြံပေးချင်တာကပေါ့နော်ဒါကျွန်တော်တချို့နေရာကတချို့တိုက်ပွဲသတင်းတွေကြားရတဲ့ခါမှာပေါ့နော်အဲတက်ဖွဲ့တွေကလည်းပြောကြတယ်ပေါ့နော် တိုက်ပွဲတိုက်မယ်ဆိုပြီးတော့ဒါစူးစီးကြတယ်တိုင်ပင်ကြတယ်ဒါစီးအစီမံချက်တွေဆွဲကြမယ်ဆိုပြီးတော့ခေါ်ကြတဲ့ချိန်မှာချုပ်ဖွဲ့တွေကအကြောင်းမျိုးကြောင့်မလာကြတာတွေရှိတာပေါ့ဗျာမလာကြဘူးဒါပေမဲ့လည်းတိုက်ပွဲလုံးတော့မယ်ဟေးဖန်တီးတော့မယ်ဟေးဆိုတဲ့ချိန်ကြတော့ဒါဒါတပ်ဖွဲ့က3-4ယောက်လာလိုက်နောက်တပ်ဖွဲ့က5-6ယောက်လာလိုက်ဒါလိုဒါလိုမျိုးပုံစံမျိုးလေးနေပေါ့နော်လာပြီးတော့ပူးပေါင်းတာရှိတယ်အဲပြီးတော့တိုက်ပွဲပြီးသွားပြီဆိုတဲ့ခါကျရင်ဒါအလောင်းလက်တွေရတယ်ဆိုရင်ခွဲတန်းတွေယူကြတယ် ပြီးရင်ခုနေရာကိုပြန်ကြရတယ်ဗောနော်တိုက်ပွဲပြီးရင်ဆက်ပြီးတော့လှုပ်ဆောင်ရမယ်တချို့ရှေးကိစ္စတွေဆေးရအစီအမံတွေကိုဆက်ပြီးတော့မလုပ်ပြီးတော့ဘယ်နဲ့ဒါခွဲတန်းရလာနဲ့ပြန်သွားတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိခဲ့ဘူးလေလို့သိရတယ်ကျွန်တော်ကအဲ့လိုတော့မဖြစ်စေချင်ဘူးပေါ့နော်အဓိကတော့ပေါင်းဆက်ပြီးတော့လှုပ်ဆောင်ကြတဲ့အခါမှာစလေဆုံးအကုန်လုံးပါပြီးတော့ပေါ့နော်တကယ်ကိုပြည့်စုံတဲ့အောင်မြင်မှုတွေဖြစ်စေချင်တာစစ်ကောင်စီကတည့်ရတိုင်းပဲဒါအခုလိုမျိုးတို့အထိနာသွားပြီဆိုရင်အဲ့နေရာတွေကိုထပ်လာပြီးတော့ပြည်သူတွေကိုဒါပြဿနာရှာတာတွေဒုက္ခရောက်အောင်နှိပ်စက်တာတွေ အဲပြီးရင်ဒါအဲ့နေရာမှာရှိတဲ့ကြံနေခဲ့တဲ့စစ်ကြောင်းကိုတိုက်ဖို့အတွက်လာတာမျိုးတွေလောက်တဲ့အားကြအဲ့လိုမျိုးဒါပြီးရင်ပြီးသွားတာပဲဆိုတဲ့ပုံစံမျိုးနဲ့မလောက်ကြပဲနဲ့ပေါ့နော်တကယ်စုပေါင်းပြီးတော့တိုက်ပွဲဝင်ကြတဲ့ပုံစံမျိုးတွေကျွန်တော်ကဖြစ်စေချင်ပါတယ်ဒါဒီတိုက်ပွဲကိုပြောချင်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်ရှေ့မှာကြားရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ပြောပြတာပါအခုလိုမျိုးဒါ အားလုံးအားလုံးပေါင်းစုံပြီးတော့ဗောနော်စူပေါင်းပြီးတော့လှုပ်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကတကယ်မျှော်လင့်ခဲ့ကြတာပြည်သူတွေကလည်းတကယ်မျှော်လင့်တာအဲ့လိုမျိုးဟာကိုစစ်ကောင်စီကလည်းအရန်ကြောက်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီတိုင်ဘက်ကလည်းအားရစရာကောင်းပါတယ်နောက်ခုကတော့ဒါ BGN နဲ့စစ်ကောင်စီပေါင်းပြီးတော့ဗောနော် KK ပတ်မှာဒါလှုပ်ရုပ်ရှင်ရိုက်ွာရုပ်ရှင်ရိုက်သွားတဲ့ဟာနဲ့ပတ်သက်တဲ့ဖြစ်စဉ်ကိုဒါ KNU ဒါဘိုးအလုံးမှုဆောင်ပရိုဆော်ဒိုနီကပေါ့နော်ပြပြနှစ်နှစ်ဥမာဖေးလိုက်တယ်အဲ့ဒါကတော့ဒါကီကီဘက်ကိုဝင်စီးပြီးတော့ကြားဖြတ်နေနေအမိတက်မှုကပေါ့နော်ဖာကောင်းလုပ်တဲ့ပြည်စားနေနေ တိနစ်နစ်ကြီးနော်ဒါဒါတော်ကျွန်တော်သူပြောတဲ့အတိုင်းပြောပြတာပါအားလုံးလို့တဲ့ပြည်သူတိုင်းနေနေဇလန်းဆိုပြီးတော့ဒါပဲပဲနေနေဒါတုတ်ထလိုက်တာပေါ့နော်အဲ့တော့ဒီဥပမာကတော့ဒါကျွန်တော်တို့အများကြီးရှင်းပြကြမလို့ပဲနဲ့မျက်လုံးထဲကိုကွက်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 မြင်သွားစေမယ့်ဥပမာဖြစ်တဲ့အတွက်တကယ်ကိုကျင်းနဲ့အားရစရာကောင်းလာတယ်ပေါ့နော်အဲအဲ့အဲ့ဟာကလည်းဟုတ်လဲဟုတ်တယ်လေဒါစိတ်ကောင်းစီနဲ့ဘီဂျင်းနဲ့ ူတို့တွေပဲပေါင်းပြီးတော့ဒီလိုလုပ်နေတဲ့အနေထားကနေပြီးတော့သူကမဲဝင်ပြီးတော့စီးနှင်းပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံကကိုပြချင်တာပါဗျာဒီလုပ်ငန်းတွေကိုသူတို့တွေလည်းတိုက်ဖြတ်နေပါတယ်အဲဒီလုပ်ငန်းတွေကိုသူတို့တွေလည်းလက်မခံပါဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြတာပေါ့လေနော်အဲ့တော့ဒါမျိုးတစ်မျိုးစာလောက်တောင်မှရှိတဲ့ဒါအဆောက်အဦရွာဆိုလည်းရွာအကြီးကြီးစာရှိတဲ့အဆောက်အဦ ရက်ွက်အကြီးအစားရှိတဲ့အဆောက်အဦတွေအများကြီးဗျာ။ယာနဲ့ခြေတဲ့အဆောက်အဦတွေဝင်စီးလာမယ်၁၀ရောက်လောက်ပတ်ချလည်နေပေါ့နော်။၁၀ရောက်တော့ပြည့်ရလားမသိဘူးနော်။တဝန်ရိုက်တဲ့တိမ်မှာမတွေ့ဘူး။အဲ့လိုမျိုးပုံစံမျိုးနဲ့ဝင်စီးခဲ့တာရှိတယ်။အဲဝင်စီးတယ်ဆိုပြီးအပြပြခဲ့တာဝင်စီးပြခဲ့တာပေါ့နော်။အပြရနဲ့ဒါတို့ဒါလူနှစ်ထောင်နီးပါးပေါ့နော်။အရောက်ရေအတွက်နဲ့ပြောမယ်ဆိုရင်ဒါလူနှစ်ထောင်ပတ်ချလည်လောက်ကိုတို့ဖန်စီရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောပြမယ်။အဲ့တပ်ပုံမှတ်တမ်းနေတဲ့မှာတော့လူတွေမတွေ့ရဘူးပေါ့နော်။ဘယ်တွေ့ရအောင်တို့လူတွေလေ။အဲကြတော့ အဲအဲ့လိုပုံစံမျိုးနဲ့သူတို့တွေရုပ်ရှင်ရိုက်ပြီးတော့ဒါလက်ဝါးချင်းရိုက်ပြီးတော့ရုပ်ရှင်ရိုက်ခဲ့တာပို့ဒါပြပြနှစ်နှစ်ပြောဆိုလိုက်တဲ့ဥမာလည်းတကယ်ကောင်းတယ်ပေါ့ဒီကိစ္စနဲ့ပတ်သက်လို့လည်းစစ်ကောင်စီကဒါပြောရေးလိန်ခွင့်ရှိသူပေါ့နော်ပြောရေးလိန်ခွင့်ရှိသူဒါဇော်မင်းထွန်းကလည်းဒါဝါရဖျက်မီဒီယာနဲ့ပြီးတော့သူထုတ်ပြန်လာတာရှိတယ်ဗျထွက်ပြောလာတာရှိတယ်အဲ့ဒါက KNU ကဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်ပြီးရင်ဒါ online လောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးတော့ တရုတ်နိုင်ငံထိုင်းနိုင်ငံအပါဝင်ဒေတာတွင်နိုင်ငံတကာပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ပေါ့နော်ပြီးရင်ပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့အဖွဲ့ဒီ GNU အဖွဲ့ကိုပေါ့နော်နိုင်ငံနဲ့ပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဆိုပြီးတော့ပြောသွားတကယ်တကယ်ရုပ်ပေါက်တယ်အဲ့ကောင်နေတကယ်တကယ်တရားဒါမဲ့တခုရှိတာကသူတို့ကအဲ့လိုမျိုးထွက်ပြီးတော့ပြောတယ်ဆိုရင်ပေါ့နော်တချို့မသိတဲ့သူတွေကသူ့လိုသူ့လိုဖြစ်သွားနိုင်တယ်ဝါရမိုင်းမိတဲ့ခေါင်းတွေကလည်းအများကြီးပေါ့နော်အဲ့တော့ ငယ်နေဆိုတာဘာမှမသိဘူး၊ကိုင်းဆိုတာဘာမှမသိဘူး၊အေးဆိုတာဘာမှမသိဘူး၊ထိလည်းမထိတွေ့ဘူးဘူး၊ဆက်လည်းမဆက်ဆံဘူးဘူး။တို့ရဲ့သဘောထားတွေလည်းနားမလည်ကြဘူး။ဆွေးကောင်းစီပြောသမျှအဟုတ်အမှန်တွေထည့်ပြီးတော့ဒီတက်ဖွဲ့တွေကိုတပုံလို့တမုတ်နေတဲ့သူတွေကလည်းအများကြီးရှိတာပါဗောနော်။ဆွေးကောင်းစီတက်ထဲမှာဆိုအဲ့လိုပူဆိုးပါလေ။ကျွန်တော်တို့ဒီကိုယ်တိုင်ကစအဲ့လိုမျိုးဝါရမိုက်တွေမိခဲ့ကြတာပါဗောနော်။အဲကြတော့ဆွေးကောင်းစီကဒီလိုမျိုးတွေထွက်ပြီးတော့ပြောပြီးဆိုတဲ့အချိန်မှာဒီလိုမျိုးအဖွဲ့တွေကတော့အားရလိမ့်မယ်ဗောနော်။ဒါပေမဲ့လည်းတို့ရဲ့လောက်ရက်တွေနဲ့တို့ရဲ့ပြောစကားတွေကဘယ်တော့မှမကိုက်ညီပဲနဲ့လိမ့်လဲနေတယ်လူလူကိုလှည့်စားနေတယ်ဆိုတာကတော့အုံနောက်ရှိတဲ့သူ တိုင်းကတော့နားလေလက်ခံကြပြီးသားပေါ့နော်အဲ့တော့အခုပြောလိုက်တဲ့အပေါ်မှာလည်းသူတို့ကလှုပ်ပြီးတော့ KNU လာလွဲချလာသူကအဲအဗီဂျန်နဲ့စစ်ကောင်စီကပေါ့နော်အဲဒါဒီဥစ္စာကပေါ့နော်ဒီလုပ်ငန်းတွေကနေပြီးတော့ KNU ကပါဝင်ပတ်သက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေပြောသွားတယ်အဲပြီးတော့ဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေကနေပြီးတော့ဒါပြည်သူနဲ့နိုင်ငံတော်အပေါ်မှာပေါ့နော်အဲအဖြတ်မောက်လုပ်ငန်းတွေအကြမ်းဖက်တပ်ဖြတ်မှုတွေလုပ်နေတာဖြစ်တယ်ဆိုရပြောပါတပြန်တစည်းပေါ့နော်ညင်းသီးရဤဒီပြန်တကယ်ဒီကောင်တွေကပဲတောက်လျှောက်ဒေတာအနှက်နေရာအနှက် ဒါလုံးဝဗျာဘုံနေနဲ့လိုက်ကျဲအမြောက်တွေနဲ့ပြက်လက်နဲ့ကြီးတွေနဲ့ထုဒရုန်းတွေနဲ့ဘုံကျဲပရာမူတာတွေနဲ့တောင်ကျဲတယ်အခုဂျိုင်ကော့ပရာတွေပါတယ်အဲ့လိုပုံစံမျိုးတွေနဲ့တောက်လျှောက်ပြည်သူကိုလိုက်လံပြီးတော့တပ်ဖြတ်နေတဲ့ကောင်တွေကအခုလိုမျိုးသူများကိုလွှဲချရဆိုတာရည်စရာလည်းကောင်းတယ်ပေါ့နော်အဲနောက်တစ်ခုကတော့သူကရုပ်စာကအချိန်တိုင်းလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ပေါ့နော်အဓိကတော့ဒီကြားဖြတ်နဲ့ပတ်သက်လို့နိုင်ငံကာကအစပေါ့နော်ဒါလိုက်ပြီးတော့ရေစုံမြေစုံလိုက်နေတဲ့အချိန်တွေမှာ အဲဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့တို့လည်းပတ်သက်ထားတာရှိတယ်ရှိတာဖြစ်တဲ့အတွက်တို့ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နေတာဖြစ်တဲ့အတွက်တို့က ါတွေကိုအလုတ်ပြတာအာငါတို့မပါဘူးငါတို့မလုတ်ဘူးဆိုတဲ့ပုံစံမျိုးလုတ်ပြတာဒါအုံအောင်ရှိတဲ့လူတိုင်းအကုန်လုံးတည်တယ်အုံအောင်မရှိတဲ့កောင်တွေပဲယုံမှာပေါ့နော်အဲ့တော့ဒီဥစ္စာနဲ့ပတ်သက်လို့ပေါ့နော်ဒီလိုဆွဆွဲထားတာတွေဒီလိုမျိုးပြန်ပြီးတော့ဒါဇော်မဲလုံးကပြောထားတဲ့ဟာတွေနဲ့ပတ်သက်လို့တော့ဒါ KNU ဘက်ကတုံ့ပြန်တာမတွေ့ရသေးဘူးပေါ့နော်နောက်ထပ်များထပ်ပြီးတော့ပြည်ပြည်နဲ့နဲ့တုံ့ပြန်လိုက်စမ်းပါဆိုပြီးတော့ဒါမျောတော့ပြီးတော့ဒီရက်ထဲမှာလည်းဒါ New Dollar ကြီးမှာပါဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအကြားညီညွတ်တဲ့ဒါတော်လိုင်းတပ်ပေါင်းစုတည်းရဲ့ပေါ်ပေါက်လာမဲ့အကြောင်း KNLA ဒုစီဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးဘောကျော်ရဲကဩစတြေးလျနိုင်ငံရောက်ဒါမြန်မာနိုင်ငံသားတွေကနေပြီးတော့ကမ္ဘာထပြုလုပ်တဲ့ပေါ့နော်ဒါဆမိုင်းမီဝင်ဘက်နဲ့တွေ့တဲ့ဒါပွဲပေါ့နော်အဲ့မှာဒီဆွေးနွေးပွဲမှာပေါ့နော်ဒါ online ကနေပြီးတော့တက်ရောက်ခဲ့တာဖြစ်တယ်တက်ရောက်ပြီးတော့ဒီစကားတွေပြောကြားခဲ့တာဖြစ်တယ်ပေါ့နော်ဒါဘူးပေါ်ပြောပြီဆိုရင်တော့ အဲအကုန်လုံးကသဘောကျကြတယ်အကုန်လုံးကယုံကြည်ကြတယ်ဆိုတာကိုလည်းဒါသိရတယ်ဗာအဲ့ဟာနဲ့ပတ်သက်လို့ပေါ့နော်ဒီအတိပေးမှုကိုတကယ်အားရကြတယ်ဒီဟာဒီသတင်းစကားကိုကြားရတဲ့ပြည်သူတွေကလည်းအခုနကျွန်တော်ပြောသလိုပါပဲ ကျန်တဲ့လူတွေပြောရင်တော့မှယုံကြည်မှယုံအောင်မယ်ပေါ့နော်ဒါပေမဲ့အဖူပေါ်ပြောတယ်ဆိုရင်တော့ငါတို့ကလုံးဝစိတ်ချလက်ချယုံနေဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့တော့အဖူပေါ်ခုလိုမျိုးပြောလာတယ်ထုတ်ပြောလာတယ်ဆိုတဲ့ကတကယ်ဖြစ်လာဖို့အတွက်ရည်ရွယ်ပြီးတော့ပြောတာဖြစ်တယ်အဲ့လိုဖြစ်ဖို့ကိုလည်းလှုပ်ဆောင်နေကြမယ်လို့ယူဆတယ်မကြခင်အချိန်ကလည်းပေါ့နော်ဒါ KNU နဲ့ NUG ဒါလူကြီးပိုင်းတွေတွေ့ဆုံပြီးတော့ ဒါရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်လက်တွဲပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတော့ထုတ်ပြန်ချက်တွေလည်းဒါထုတ်ပြန်ထားပြီးသားဖြစ်တယ်ပေါ့နော်အဲဒါကြောင့်အဲ့လိုမျိုးအခြေအနေမှာဒီလိုသတင်းစကားကတကယ်ကိုအားရစရာကောင်းလာတယ်အဲ့တော့စစ်ကောင်စီကရှေ့ပိုင်းကာလာလောက်မှာလေဒါ KNU အဖွဲ့ကိုပေါ့နော်အဲ KNU ကိုဒါအချမ်းဖက်အဖွဲ့အဖြစ်သူကကြီးညာခဲ့တာဖြစ်တယ်အကျညာခဲ့ပြီးရဲ့နောက်ပိုင်းမှာဒီလိုမျိုးကြီးပေါ့နော်သူရွန်ရှာမုံနီးနေပါလေဆိုတော့ဒါ NUG အစိုးရနဲ့ဒါ KNU KNL နဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့ ဒါအလုပ်တွေလှုပ်ဆောင်မယ်ဆိုတဲ့ဟာတွေထွက်လာတယ်။အဲပြီးရင်အခုလိုမျိုးတပ်ပေါင်းစုပုံစံမျိုးသူအရန်ကိုကြောက်နေပါတယ်ဆိုတော့ဒါ BD ရဲ့တပ်ဖွဲ့တွေပေါ့နော်။အဲတပ်ဖွဲ့တွေเนี่ยပါနောက်ထပ်တပ်ပေါင်းစုပုံစံမျိုးနိုင်ငံသားဖွဲ့တွေနဲ့လက်တွဲညီညီလှုပ်မယ်ဆိုတော့ဟာသွားပြီစစ်ကောင်စီရ။သူမဖြစ်ချင်ဆုံးအရာတွေကြီးဒီဘက်ကလှုပ်ပြနေတာ။အမှန်အလို့ပဲဖြစ်ရမှာ။အဲတိုင်းပဲကြုံရမှာ။မင်းအကြောက်ဆုံးကဘာလဲ။စီးလုံးတာညီညွတ်တာ။အေးအဲအကြောက်ဆုံးကတော့လှုပ်ပြမယ်။အဲအဲ့လိုပုံစံမျိုးဖြစ်ရ။အခုလည်းအဲပုံစံမျိုးပဲ။ပြီးရင် BD ရဲ့တပ်ဖွဲ့တွေသူတွေးခွဲရတယ်။ BD ရဲ့တပ်ဖွဲ့နဲ့ဒါ ဒိုင်းသားတော်လိုင်းတပ်ဖွဲ့နဲ့တွေးခွဲတယ်ပြီးရင်အန်ယူဂျီအစိုးရနဲ့တွေးခွဲတယ်အဲပြီးရင် CRPH နဲ့တွေးခွဲတယ်အဲပြီးရင် PDF တွေကိုအလင်းဝင်ဖို့ပြောတယ်အဲလိုပုံစံမျိုးပြောခဲ့တဲ့ဟာစစ်ကောင်စီပေါ့နော်အဲ့တော့အဲ့ဒီသူကအသေးအံတဲ့ကိုဖိတ်ခေါ်နေတဲ့အချိန်မှာ PDF ကမလာတဲ့အပြင်ပေါင်းပြီးပါလုံအောင်မှာပြီးရော PDF ကလာစရာလည်းအကြောင်းရှိဘူး PDF စစ်မှန်တယ်ဆိုရင်မင်းတို့ဒီလိုမျိုးပြောဆိုတဲ့စကားတွေပေါ်မှာယုံကြည်စရာအကြောင်းတစ်ချက်မှမရှိဘူးပြီးတဲ့တစ်ဖက်တွေကအဲဥစ္စာတွေကိုလက်မခံနိုင်တော့လို့ဒီလိုအခြေအနေထိရောက်အောင်လုပ်ခဲ့တာအဲ့တော့မင်းတို့ရဲ့ပြောစကားတွေကလီလိုက်နေမှာပဲပေါ့နော်ပြီးတဲ့တစ်ဖက်တွေနားတယ်ရောက်ကြအကြောင်းမှမရှိဘူးမင်းတို့ကြိုက်တော့တက်လာခဲ့စိန်ခေါ်ပြီးသားအခွဲတွေရတယ်အဲ့တော့အခုလိုမျိုးပူပေါင်းပြီးတော့လုပ်မယ်ဆိုရင်မင်းတို့ပူတော်ဆိုးမှာမင်းတို့ပူတော်ဆိုးမှာဒီလိုမျိုးသာပူပေါင်းပြီးလုပ်မယ်ဆိုရင်အတွေ့အကြုံတွေပူရလာမယ်အထောက်ပံ့တွေပူကောင်းလာမယ်ပြေဆုံးလာမယ်ဒါပြီးရင်တိုက်ပွဲတွေပို့ပြီးတော့ များများပေါ်ဆောင်လာနိုင်မဲပေါ့နော်အဲ့တော့အဲ့တော့မင်းတို့ကရအဲတရန်ငုံနေပါရင်တင်တာပေါ့နော်မနက်မိုးလင်းနိုင်ပါအဲ့တော့စစ်ကောင်စီကဒါသူ့ရဲ့အကြောက်ဆုံးဖြစ်တဲ့အရာတွေကိုဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတကယ်လုပ်ရနိုင်မှုလိုပါတယ်ကျွန်တော်တို့ဒီလိုတပ်ပေါင်းစုဖြစ်ဖို့အတွက်ကိုအရန်ကိုမျှော်လင့်ခဲ့ကြတာပါ ဒီလိုစုပေါင်းပြီးတော့လှုပ်ဆောင်မယ်ဟေ့ဆိုရင်လည်းတကယ်ကိုအောင်မြင်တဲ့အောင်မြင်မှုကိုဒါယူနိုင်မယ်လို့လည်းကျွန်တော်တို့ကယုံကြည်ထားပြီးသားပေါ့နော်အဲဒါကြောင့်မလို့အဲ့လိုမျိုးအခြေအနေကိုရောက်အောင်ဆွမ်းဆောင်နိုင်မယ်ဒီလိုတပ်ပေါင်းစုတွေကိုတကယ်ဖြစ်တည်လာဖို့တကယ်မျှော်လင့်တယ်စစ်ကောင်စီရဲ့အကြောက်ဆုံးညာလည်းဖြစ်တယ်လို့အောင်အောင်မြင်ဆုံးလက်နက်လည်းဖြစ်လာမယ်တပ်ပေါင်းစုတွေအမြန်ဆုံးပေါ်ထွက်လာကြဖို့ရည်ကြည်ပါတယ်နောက်တစ်ခုကတော့ဒါရေးမြို့နယ်ရေးမြို့နယ်ဝါရဟိုင်းအဲဝါရဟိုင်းကျေးရွာပေါ့နော်အဲကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်သားတွေ ိုက်စစ်ကောင်စီစစ်သားတွေကအဝိုင်းခံရတဲ့အခါမှာအကြောက်လုံပြီးတော့ထွက်ပြေးလို့ဇကိုင်းအောင်ဒီတိုင်းရခဲ့တယ်။သူတို့သူတို့သူတို့ဒါနေွားတဲ့နေရာပေါ့နော်။သူတို့ဒါစုဖွဲ့ပြီးတော့နေွားတဲ့နေရာစခန်းချွားတဲ့နေရာကိုဒါရေးဘလူးအဖွဲ့တွေကဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်။အဲအဲ့ဒါကဘလို့ရှင်းလင်းလိုက်လဲဆိုတော့ခုနကလိုဝိုင်းထားပြီးတော့ပိတ်ဆို့ထားတဲ့ချိန်မှာရှေ့ဆက်မတိုးနိုင်မဲ့နောက်ပြန်ဆုတ်ရတဲ့အခြေအနေတွေကနေနောက်ဆုံးထွက်ပါပြေးရတဲ့အဆင့်တွေဖြစ်သွားတယ်။အဲ့ဒါကတော့အားရစရာကောင်းတယ်ပေါ့နော်။အဲ့မှာသူကဒီစစ်ကောင်စီစစ်ကြောင်းကပေါ့နော်။သူက ဒီဝါရဟိုင်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူအယောက်30ကျော်ကိုဖမ်းဆီးခဲ့တဲ့စစ်ကြောင်းလည်းဖြစ်တယ်။အဲအဲ့စစ်ကြောင်းကပေါ့နော်ဒါဒီသူတို့စစ်ကြောင်းထိုးမဲ့နေရာတွေကိုတွားဖို့လုပ်တဲ့အခါမှာဒီဒီရေဘလူးအဖွဲ့ကပေါ့နော်ရေဘလူးတပ်ဖွဲ့တွေကတပ်ရင်းကဒါပိတ်ဆို့တာတွေတားဆီးတာတွေဒါမျိုးပုံစံမျိုးတွေလှုပ်ဆောင်ခဲ့တဲ့အတွက်သူတို့ဘလုံးမှရှေ့ဆက်မတိုးနိုင်တော့လို့ဒါခုနဝါရဟိုင်းကျေးရွာမှာပြန်ပြီးတော့ဆုတ်ဖွဲ့ပြီးတော့နောက်ဆုံးထွက်ပြေးတဲ့စင်တီဖြစ်သွားပေါ့နော်ပြရတော့မဒီမို့တွေ့ကြတဲ့အကြောင်းအရာလေးကိုလက်ရှိမှာမလာမှာဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝိထမက်ကနေပြီးပြန်လဲဝင်ပြပေးတာလေးပြန်လဲအင်လိုပေးတာဖြစ်ပါတယ်။ဒါလည်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့တောင်ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်သက်တဲ့နေလူတက်လာမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုကြီးရဘရင်း channel လေးကို like and subscribe လုပ်လိုက် subscribe ပြီးဘေးကခွန်နေရခြင်းမြင်တက်လာသမျှဗီဒီယိုတွေတင်နေအားလုံးကြည့်ရှုနှာစင်ရပြပါတယ်။ဒါလည်းမျိုးတွေအားလုံးပဲညရှိနိုင်တဲ့နေ့မှာပြန်လဲဆုံးပြေးကြပါမယ်။ဆုံးရှိပြီးတူးညင်းတဲ့သူပဲကျေးဇူးတင်ရှင်။